တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့စီကိန်းမှာသွားရောက်ရှိပြန်နေတဲ့မြန်မာချင်းလုံးအမျိုးသမီးတင်းကဆိုရင်ဒါရွှေစိတ်စုကိုဒါစုကူးနိုင်ခဲ့တယ်ဆိုရင်သတင်းလေးကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်တဲ့တူတူကြည့်ရှုလိုက်ကြရအောင်လားဗျာမြန်မာအသင်းတွင်စီကိန်းရွှေစိတ်စုကိုထိုင်းတိုင်းရှုပေးနိုင်ခဲ့တဲ့မြန်မာအမျိုးသမီးချင်းလုံးတင်း ကိုမြင့်ကိုရေမဟုတ်တဲ့တိုင်းတမားမှာကိုရိုးရအာစာနေတခုနဲ့နိုင်ငံကုန်ကောမြင့်တင်နိုင်တာက PD ဖြစ်စရာကောင်းတာမရှိတော့ပါဘူးဒီနေ့မှာတော့တိုင်းနိုင်ငံမှာကျင်းပနေတဲ့33ကြိမ်မြောက်စီးကိန်းပြည်ဝေးကနေမိဟာရှိသောသတင်းကောင်းတစ်ခုကိုထိဆောင်လာခဲ့ပါပြီအဲဒါကတော့မြန်မာတို့ရဲ့ပထမဆုံးသောရွှေစိမ်းစုကြီးကိုမြန်မာမျိုးသမီးချင်းလုံးတင်ကနေဖွင့်လှစ်ရှာဖို့ပြလိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီပွဲစဉ်ကြောင်းပြောခြင်းကစားသမားတွေရင်ဆိုင်ကြရတဲ့ PR ကိုအရှင်းအောင်လေးပြဖို့လိုပါတယ် အင်ရှီတိုင်းနိုင်ငံဆိုတာအာဆာပိုင်းမှာအဖက်ဖက်ပြည်စုံသလိုပြည်သက်အားပေးမှုကလည်းအင်မတန်ပြည့်တယ်မာရီအထူးသဖြင့်ချင်းလုံးစားနီးမှာထိုင်းသင်းဟာမြန်မာသင်းကိုအမြင်နဲ့ရှင်ပြန်လေးရှိတဲ့ခါတိတော်ပြပဲ့သင်းတစ်ခုဖြစ်ပါရီကိုယ်ရင်ဝင်မောက်တဲ့နေရာမှာအရှင်ပြိသက်တည်းရဲ့အော်ရအပိသနေကြမှာစိတ်တမကြပဲနဲ့ရှေ့ပြန်ရတာဟာရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုတွေမကပဲစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုပါအများကြီးလိုအပ်ပါရီကျမတို့ရဲ့မြန်မာရွှေသမီးပြိုတွေကတော့ဒီစိန်ခေါ်မှုတွေကိုအပြုံးနဲ့ကြောဖြတ်သွားခဲ့ပါရီရှေ့ပြိုင်သွားရင် ။ဝိုင်းချင်းကစားနည်းဆိုတာတဦးကောင်းတစ်ယောက်ကောင်းစားလို့ရတဲ့ရှာမဟုတ်ပါဘူး။အသင်းသားတွေကြားကနားလည်မှုကမရှိနေစီးလုံးမှုကအဓိကကြပါရည်။ကိုယ်တည်းမှာမြန်မာစားသမားတွေရဲ့ချင်းနှီးချက်တွေခက်ခွက်တရားလူပညာတခုလိုပါပဲ။ချင်းတော်ကိုမိမကြအောင်ထင်းထင်းရမှာတည်ငိမ့်နေပြပမှုတွေကတိကျရည်။ခက်ခဲတဲ့ခက်ခွက်တွေကိုတုံးတဲ့ခါမှလည်းယုံကြည်မှုပြည့်ရှိနေတာကိုတွေ့ရပါရည်။ထိုင်းတင်းကဘလောက်ပဲကောင်းနေပြောပြောချင်းလုံးရဲ့မူလပိုင်ရှင်ဖြစ်တဲ့မြန်မာအသင်းရဲ့ကစားဟန်ကိုတော့ရှင်းနိုင်ဖို့ခက်ခဲနေစေပါပဲ။ နောက်ဆုံးရမှတ်တွေထပ်ပေါ်လာချိန်မှာတော့မြန်မာအသင်းကထိုင်းအသင်းကိုကြော့ပြက်ပြီးထထက်တန်ဘိုးဆဲသွားခဲ့တာဖြစ်ပါတယ်။ဒီရွှေတစိကတာမန်စုတစိတခုတည်းပေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာ33ချိန်မြောင်စီကင်းရဲ့ပွဲဥထွေးရွှေဖြစ်နေလို့ပါပဲ။ရှင်လူကြီးတွေပြောသလိုအခါအုံးမင်္ဂလာကောင်းသွားပြီမို့ကျန်းရှိနေသေးတဲ့ဘောလုံးလက်ဝေးနဲ့အခြားအစားနည်းတွေတက်ပါစိတ်သက်ခွန်အားကြီးကြီးမားမားရရှိစေပါတယ်။မတော်လဲလုံနိုင်နေဆိုရယုံကြည်မှုကိုမြမအားစာဖွဲ့ကြီးတခုလုံးစီထုတ်ဝေပေးလိုက်သလိုပါပဲ။ချားပြီချင်းလုံးဆိုတာမြမရွာမွေးနေပါ ဒီကစားနေမှာအခြားနိုင်ငံကပိုဆွဲသွားရင်ရာဇဝေးရရပါလိမ့်မယ်။အခုတော့အမျိုးသမီးချင်းတောင်းတင်ဟာဒီရာဇဝေးကိုထိန်းသိမ်းပေးလိုက်သလိုနိုင်ငံတကာလည်းမှာလည်းမြမအနံကိုလွှင့်ပြေးပေးနိုင်ခဲ့ပါပြီ။ဒီအောင်မြင်မှုတွေကစားသမားတွေဒီမှာကပဲနေနောက်ကွေရနေနီးပြရီအုပ်ချုပ်သူတွေနဲ့အာရအားပေးစားရီပြည်သက်တွေအားလုံးကိုလည်းချစ်ကြွပါမှာပါ။သူတို့ရဲ့ဇွဲလုံးမာဘရီယာတွေကအခုတော့ရွှေရောင်တောက်သွားခဲ့ပါပြီ။ကေဘရီတက်ကြီးအေရှေတိုင်းကိုလည်းထိုးပြီးရှူလိုက်တဲ့ဒီရွှေစိမ့်စုကြီးပေါ်ဘလို့ခန်းစားရလေ။မြန်မာကုံဆောင်ချီလုံးမယ်လေးအတွက်ကွန်ပျူတာလေးတွေကွန်မန့်မှာရေးသားပြီးတော့ဝင်ရံပေးသွားကြပါဦး။ မြန်မာအာစာအောင်မြင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါရစေ။ပရိသတ်တရားရောမြန်မာအသင်းကိုစီးကိန်းမှာအားပေးကြသလားဆိုတာပြောခဲ့ပြီးပါအောင်ရှင်။ချီးကျူးအားပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။နောက်လေးဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့တောင်းရည်နဲ့တူပြန်လာခဲ့ပါအောင်ရှင်။ ဒီနေ့တော့လည်းဝင်းနပ်ဆက်ခဲ့ကြပါရင်အာဘီနာစင်ကေတာရဲ့ပြည်သက်တရားချစ်စီတဲ့လည်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ဖေလီကနေပြီးတော့ဆူတောင်းမီတာစကားလေးနဲ့ဆောင်ပိုင်းနေပေဒီနေ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရီ။နားရီဒီမှာလည်းပြည်သက်ကြိုင်ဆယ်လီရဲ့နုပညာရှင်တွေရဲ့နုပညာလှူရှားမှုတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့စောင့်ကြည့်ပေးဖို့မိပါနေအောင်ရှိ။အားလုံးကိုကျေးဇူးထူးတင်ရှိကြောင်းဒီဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ရင်းနေပေအဆုံးသတ်လိုက်ပါရီ။မင်္ဂလာပါဟုတ်ဆောင်းလာဒီလိုလို့ရှိရင်အဲမြန်မာလေးတွေချင်းလုံးရိုးသမီးဖွဲ့ရရှေ့တက သွားပါပြီအခုနောက်တဲ့ 다릅니다. 근데 최근에 제 말이 최근 မအမျိုးသမီးအသင်းကတော့ဒါအခုလိုပဲဒါစီကိန်းမှာဒါချင်းလုံးပြိုင်ပွဲမှာဒါရွှေတစိမ့်စုကိုရရှိခဲ့တယ်။နော်အမျိုးသားအသင်းကတော့နော်ဘယ်နော်ဘောလုံးမှာဆိုရင်လည်းဒါမြန်မာအမျိုးသားအသင်းကဒါလုံးဝကိုတိုင်တိုင်ပတ်နေတော့မယ်ပေါ့။ကြဲအဲ့တော့ကဒါဒါကျွန်တော်ပြောချင်တာကတော့ဗျာဒီအကစားအသင်းတွေမှာဒါအမျိုးသမီးအသင်းတွေအမျိုးသမီးအသင်းတွေအမျိုးသမီးတွေကဒါတော်တော်လေးကိုအစွမ်းနေပြနေသလောက်ဒါအမျိုးသားတွေက တိုင်ပတ်နေတယ်ပေါ့ဗျာအမျိုးသားနေနေကြတော့ဒါစောင်းလို့ရောက်သွားလို့ပဲဒါအစွမ်းမပြနိုင်တော့လာလားပေါ့နော်ကဲဟုတ်ကဲ့ပါအခုလိုမျိုးဒါရွှေရသိစုကိုဒါစုကူးနိုင်ခဲ့တဲ့မြန်မာအမျိုးသမီးခြေလုံးအသင်းကိုဒါကွန်ဂရက်ဂျီကွန်ဂရက်ချူလေးရှင်းပါလို့ပို့ရကပြောချင်ပါတယ်နော်ဒီနေ့ကတော့ဒါမြန်မာတွေရဲ့နှစ်ပတ်ဖြစ်ပါတယ်နော်ဒီကာယပလမောင် ရဲထုံးအောင်တို့ဟလာကာယပလမဲဒါတီတီစပစ်ချိုတို့နော်ဒီကာကာယပလမောင်ရဲထုံးအောင်ဆိုရင်လည်းဒါကမ္ဘာနှစ်ထပ်ကွန်းဆွေတစိတ်စုချန်ပီယံနော်ကမ္ဘာချန်ပီယံတီတီစပစ်ချိုဆိုရင်လည်းဆွေတစိတ်၃ခုခြေစိတ်တစ်ခု MMA လောကမှာဆိုရင်လည်းဒါ UFC မှာ ဒါ US မှာကမ္ဘာချန်ပီယံပဲဒါ Joshua Ban တို့အသက်က33နှစ်ပဲရှိသေးတဲ့ဒါကမ္ဘာအငယ်ဆုံးเนาะကမ္ဘာချန်ပီယံဆိုပြီးတော့တောင်မှဒါစံကြီးဝင်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကဒါမြန်မာတွေအတွက်ကဒါလောကကိုဂုံယူစရာနှစ်တစ်နှစ်ပဲဖြစ်ပါတယ်အဲ့လားဒီဘက်မှာဆိုလဲ U17 ဘောလုံးအသင်းတို့ဟာမြန်မာ ဒီမြန်မာအမျိုးသမီးဘောလုံးအသင်းတို့အခုဆိုရင်လည်းဒီမှာမြန်မာအမျိုးသမီးခြေလုံးအသင်းတို့ပြီးတော့တခြားဒီ Miss ပြိုင်ပွဲတွေမှာဆိုရင်လည်းဒီနိုင်ငံ Miss တွေကသူ့အနေနဲ့သူအဆင့်နဲ့တစ်ခုထိကိုရောက်ရှိခဲ့တယ်ပေါ့ဒါဝန်ထမ်းမရခဲ့တာကလွဲလို့ပေါ့တိကဲအဲ့တော့က ဒါဒီနှစ်တရားဒါမြန်မာရဲ့နှစ်လို့ပဲပြောရမယ်ဗျ။ဒါပါခုလိုမျိုးနိုင်ငံအတွက်ကိုကြိုးကြိုးစားစားနဲ့ဒါကုံဆောင်ပေးနေကြတဲ့အခစားသမားတွေကိုဒါဘလို့များမြင်ကြတယ်လဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲနှုတ်ဆက်ပါတယ်။အားလုံးပဲတာချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။